တဆယ်နှစ်ဆက်ခွန်ဆစ်စင်ရဲ့ပြီးကိုကန်တပ်ဖွဲ့ MMDA ဟာတိန်နီမြို့ကိုထိန်းချုပ်နိုင်ပြီးတဲ့နောက်ပိုင်းမှာတော့တရုတ်နိုင်ငံသားတွေအများအပြားဟာတိန်နီမြို့ထဲကိုဝင်ရောက်လာပြီးတော့စစ်ပွားရေးယင်းနီမြို့နယ်မှုတွေကိုစတင်လှောက်ဆောင်နေတယ်လို့ဒေတာခန်နေရပြောပြချက်အရတရားပါတယ်တဆယ်နှစ်ဆက်ခွန်စစ်စင်ရဲ့တပ်ဝဲပြင်းထန်မှုကြောင့်ထွက်ပြေးသွားတဲ့စစ်ပေးရှောင်တွေရဲ့နေအိမ်နဲ့ဆိုင်ခန်းတွေကိုလည်းတရုတ်တွေကဈေးကြီးပေးပြီးတော့လိုက်လံငားရမ်းနေပါတယ်။ MMDA ဟာတနီမြို့နယ်ကိုထိန်းချုပ်နိုင်ပေမဲ့စစ်ဘေးရှောင်တချို့ကစစ်ရေးမတည်ငြိမ်မှုနဲ့လုံခြုံရေးအာမခံချက်မရှိတာတွေကြောင့်နေရက်ကိုမပြန်နိုင်သေးတာကြောင့်လည်းတရုတ်တွေကလည်းအဲ့ဒီနေရက်အိမ်တွေကိုဥတီပြီးတော့ဈေးကြီးပေးပြီးတော့ငားရမ်းနေပါတယ်။ဒါအပြင်တနီမြို့ထဲကိုမြေကွက်တွေကိုလည်းတရုတ်လူမျိုးတွေကငားရမ်းပြီးတော့ထစ်ရှူးငပြောတီးတွေကိုစိုက်ပျိုးမှုတွေပြုလုပ်နေတာတွေလည်းရှိနေပါတယ်။ အိမ်ဆိုင်ခန်းစင်းငါရမှုတွေဟာဒေသခံတွေမပေးနိုင်တဲ့ဈေးတွေနဲ့တရုတ်တွေကပေးပြီးတော့ငါရနေမှုကိုလည်းဒေသခံတို့ကတော့အခုလိုပြောပါဗျာအခုကတရုတ်ပြည်ကတရုတ်တွေအများကြီးဆင်းလာတယ်ပြီးတော့ဒီလူမနေတဲ့အိမ်တွေပြီးရင်ဆိုင်ခန်းတွေကိုသူတို့ကလိုက်ငားတယ်ပေါ့နော်ဒီကျမတို့မပေးပြီးတော့မငားနိုင်တဲ့ဈေးတွေပေးပြီးတော့မှအဲ့တရုတ်တွေကလိုက်ငားတာပေါ့လေအခုသူတို့အဲ့လိုမျိုးငားပြီးနေနေကြတာ တင်နီမြို့မှာဆက်ပေပတ်လည်ဆိုင်ခန်းတစ်ခန်းကိုပုံမှန်အားဖြင့်တလကို9000ကျပ်ပေးရပေမဲ့လည်းတရုတ်နိုင်ငံကစီးပွားရေးသမားတွေကတော့တလကိုတုံတင်ကျပ်အထိပေးပြီးတော့ငားရနေတာတွေရှိနေတယ်လို့ဒေတာခဏကဆိုပြန်ပါတယ်အခုငရန်ထားတဲ့ဆန်ခန်းတွေကလည်းတရုတ်စားတောက်ဆိုင်တွေကုံစုံတိုင်းတွေဖွင့်လှစ်ထားပြီးတော့တရုတ်ရံငွေအတုံးပြမှုတွေလည်းရှိနေတယ်လို့ဈေးတဲတို့ကကုလို့ပြောပါဗျ။ဒီမြို့ထဲမှာတော့ဒီစားတောက်ဆိုင်တွေဖွင့်ထားတာတွေများတယ်ပြီးတော့ သူတို့ဈေးဝယ်ရင်လည်းပေါ့နော်ဒီတရုတ်ငွေပဲတုံးကြရဲတရုတ်တွေကပဲအဓိကလာတုံးကြရဲနောက်တစ်ခုအဓိကဒီတရုတ်ကုန်စုံဆိုင်ပြီးရင်ဈေးဆိုင်တို့ပြီးရင်ဒီစားတောက်ဆိုင်တွေမှာဆိုရင်ဒီတရုတ်ငွေနဲ့ပဲပေးရှိကြရဲပေါ့နော်ဒါပေမဲ့အခုကျမတို့စီဈေးလာဝယ်ရင်တော့ကျမတို့ကတရုတ်ငွေလည်းမတုံးဘူးသူတို့တွေကကြက်ငွေကိုလဲပြီးတော့မှလာတုံးကြရဲပေါ့နော်ပုံမှန်အဖြစ်တရုတ်ရငွေတွေကိုတရုတ်နဲ့ဆက်မှတာအဓိကတုံးကြပေမဲ့လည်းလက်ရှိမြို့တွင်းမှာဈေးဆိုင်တွေမှာလည်းတရုတ်ရငွေတွေကိုအဓိကအသုံးပြုလာတာကိုတွေ့နေရတယ် ယ်လို့ဒေတာခန်တွေကပြောပါဗျာတဖက်မှာလည်းတန်ညီမြို့တွင်းမှာရှိတဲ့အင်ချမ်းမြေတွေအဆောက်အုံတွေကိုအယားအဝယ်မပြုလုပ်ဖို့အတွက်ကိုကန်တပ်ဖွဲ့ကပြည်သူတွေကိုတမ်းမြစ်ထားပါဗျာအဲ့ဒီတမ်းမြစ်ထားပေမဲ့တရုတ်လူမျိုးတွေကတော့တန်ညီမြို့တွင်းမှာမြေကွက်တွေကိုဝယ်ယူမှုရှိနေတယ်လို့သတင်းရရှိပါတယ်မြေကွက်ရောင်းဝယ်မှုတွေကိုကန့်တတ်ထားတဲ့အပြင်တင်ဒီမြို့တွင်းမှာရှမ်းစာအင်္ဂလိပ်စာတွေအသုံးပြုကန့်တတ်ထားကြောင်းကို ရှမ်းသနော်စင်မဧပြီလတတိယပတ်တွင်းမှာလည်းသတင်းတင်ဆက်ထားပူပါတယ် အခုလိုတင်နေမြောက်အတွင်းတရုတ်လူမျိုးတွေဝင်ရောက်လာတာနဲ့အတူတရုတ်ပြည်ကဆက်တွယ်ရေးဖုန်းလိုင်းတွေရရှိနေပြီလို့ပြောဆိုပေမဲ့လည်းအဲ့ဒီဖုန်းလိုင်းတွေကတချို့နေရာတွေမှာသာရရှိနေတာဖြစ်ပါတယ်ပိခတဲ့ဧပြီလအတွင်းမှာလဲတင်နီမြို့ရက်ကွက်တဲ့ဇေတန်ရက်မှာပြက်စီထွားတဲ့တင်နီမြို့မှာဈေးတဲ့မူလဆိုင်ခန်းနေရာတွေပြန်လည်ဖွင့်လှစ်ရောင်းချနေတဲ့ဈေးတဲတွေကိုလည်းကိုကန်တဖက်ကလာရောက်နေထောက်ခဲ့ပြီးတော့ဈေးတဲများနဲ့ကိုကန်တဖက်ကြားကယုံရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါသေးတယ်ကျွန်တော်တော့စိတ်ဆင်လင်ပါ